မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီရာညချာမှုဦးစီးဌာနကနေနိုဝင်ဘာလ၁ရက်ဒီကနေ့နေ့9ရက်နေ့အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်မင်္ဂလာပင်လယ်ရောအနောက်လေပိုင်းနဲ့အနောက်တောင်ပိုင်းတို့တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလာပင်လယ်တို့တွင်တိမ်ထွက်နေပါမယ်ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး AR တိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာအနှံ့ပြားပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့တွင်နေရာစစ်စစ် နေပြည်တော်ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင်နေရာကြီးကြီးကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံလုံးပြည့်ဖြစ်ပါတယ်။မိုးထစ်နှောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထစ်နှောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီး အစုပေါင်းမိုးဒိန်တော်များရွေရှားရနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါသည်မြမပင်လေပြင်းတွင်မြမကန်ရံတလျှောက်နှင့်ကန်လွန်ပင်လေပြင်းတို့မှတခါတည်းရမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းကြီးနိုင်ပါသည်မိုးသက်လေပြင်းကြားစဉ်ရှေးပြင်းပြင်းလေသည်တနအီလမိုင်30မှ35မိုင်အထိတက်ခတ်နိုင်ပါသည် လိုင်းမြစ်မှာမြမကန်ရုံတန်းတောင်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရှစ်ပေမှဆယ်ပေကန်ရှိနေပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာစစ်စိတ်မှနေရာအနှံ့ပြမိုးထချုံရွာနိုင်ပါတယ်။နေပြည်တော်ရန်ကုန်မြို့နယ်ဒီတဝိုက်တွဲဒီကနေ့ညနေတီခမ်းမန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာပါမယ်။ရွာရံရုံပြည့်ဖြစ်ပါတယ်။ န္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေတိခန့်မှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွှေအရံလုံး80ဖြစ်ပါလိမ့်ရှင်။